ဆက်ဝင်လာပါကျွန်တော်တို့ fighter and entertainment အစီအစဉ်ပုံမှန်တစ်ဆက်နေတယ်ရွှေကင်းမဖြစ်ပါဘူးဆိုတော့ဒီနေ့တစ်ဆက်ပေးခြင်းနဲ့လို့လို့ပို့လိုက်ရပါတော့ငါးစည်းရပါတော့မြန်မာအလုပ်သမားလေးပါတော့ဟိုထိုင်းနေအများနဲ့အောက်စားလုပ်နေတဲ့မြန်မာအလုပ်သမားလေးကအဲလူငယ်မူထိုင်းချန်ပီယံလေးကိုလက်ထူးသွားခဲ့လို့ပါတော့ငါးစည်းရလူတွေအကုန်လုံးအံ့ဩပြီးတော့နောက်နေ့မှာချိုးပြောင်းသွားခဲ့ရတဲ့ပွဲလေးပါတော့ဆိုအခုဒီပွဲလို့ကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင်ကဲပါ ငါးစီးရမြန်မာလူ့သမားကတော့အကူပေါ့နော်ဘုံကြီးအဖြူနဲ့လက်အပြံနဲ့သူ့ပြံမဲ့ကလက်အင်းငယ်ဘုံကြီးအင်းငယ်နော်ထိုင်းလူငယ်မူထိုင်းလူငယ်မူထိုင်းချက်မြန်စုရတာနော်အကူကတော့နာဇီမှာအလုပ်လုပ်ပြီးမှအားရချင်းမှာဂျင်ယုံမှာတော်တော်ပြီးတော့နေကျင်နေကြတော့မြန်မာနိုင်ငံမှာလည်းကျူရပွဲတွေဖျားပွဲတွေမှာနေနေ ထူးခဲ့ဘူးလေနော်ဒီတော့စီးပွားရေးအခြေအနေကြောင့်ဒီတလာထိုင်းမှာသွားပြီးတော့အားစီးမှာလုံးလုံးနေရနော်အိုးအောက်ကလို့လုတ်ပြီးကောင်းတယ်နော်ထိုင်းဖိုက်တာတော့လူငယ်မူထိုင်းပြန်မပထမဆူရထားတဲ့ဖိုက်တာလေးနော်အကစကူနေမရှိသေးဘူးရမယ်ဒါရေခုနီးမရဘူးရုပ်ကြီးလို့နေရလား အခုဘောရှော့တွေထိုးတယ်။ဘယ်လိုတွဲလို့နေထိုးတယ်။အဲ့လိုမျိုးရွရလုံးဝင်သမားတွေအများကြီးရှိရယ်နော်ခိုင်းမှာအလုံးချမ်းတစ်ဖက်နဲ့ဝင်ထိုင်းလေးကျင့်အားတဲ့ချိန်လေးတွေမှာဒီကလူမျိုးဖျားပိုးလေးတွေမှာတက်ထိုးနော်ဒီ group ဆိုလည်းအဲ့လိုပဲတက်ထွေးနေနေမြကြီးလာနော်ဒီ group လုံးမျိုးကလက်ကျိုးသွားတယ်ကျိုးပြီးတော့ထိုင်းဘက်ကလည်းချစ်ကန်ချက်ကောင်းရနော်ထိုင်းနေရာချစ်ကန်ချက်ကတော့ရှေ့တွေပဲအခုလိုလုကိတကနေ ศึกษาไปกลับโอ้โหผมใช้น้อน้อยครับหกพันครับสายตรวจที่นวลีแดงเพชรน้ำเอกคือยืดฟารมน้ำเงินดอกผู้นี้ก็ยอดมาลายกับอินทรีทองมานั่งรอเลยนะครับแล้วก็จะมีคิวพิเศษครับ บันพิชิตเพชรเชิงชายกับเพชรธนกิจนะครับต่อกับผู้ยอดมาลายนะครับรับทรามรับทราบทองนะครับเนื่องจากทีมงานมีภารกิจนะครับ ต้องเดินทางด่วนครับ ผู้ที่รู้ผู้ถอดจังไว้ก็มีรางวัลพิเศษเก็บมาเลยนะครับအောက်လူတော့ချုပ်ပြပြနေတော့တည်တည်ငြိမ်ပဲနော်အောက်လူကတော့ဟဲ့ဖဲတာတော့ချကန်ချက်တွေကတော့လုံးဝရှေ့ပဲနော်ငွေမူထိုင်းမှာပထမဆုရတာဆိုလည်းနော်ပညာကတော့တည် 10 11 12 13 14 15นี่ชนจังหวัดละ2 3สิบสิบสามในคำที่รู้ก็มีทรงเลนองม้าโพสีสวรยึดตามครับที่สองนะแดงจากอุบลราชธานีนักเรีนจากสุรินทร์เจอกันสีสเกตแต่วันนี้กองร้อยอสสีสเกตจังหวัดเป็นกลางตัวความรู้เรืสีใสเนาะมาดูเปียเสียเปลนนะเนาะ ক্লিচ মারা যান যারে ও কোন এই আগলে দুটা চলে เพชรตะเบียนเนี่ยเจอมาหมดนะครับไม่ว่าจะเป็นเจ้าเมืองทองอย่างนี้เมษายอย่างนี้นะ แล้วก็ที่สำคัญในไปชกต่างประเทศบ่อยครับที่เขมรไปต่อสู้กับคนกลุดมชนดูดีใจเด้อแล้วน้ำหนักเท่ากันเลยรับรองว่าไม่เป็นรองคุณคเขมรครับโอ้เตรียมเอกเอกกระเด็นแล้วสำหรับบุรีวันนี้ก็มาครับยังไงก็ขอให้มันฝันเสน่ห์ นี่จอล่างไปอีกครับเพชรตะเบนี่สายตรวจไม่สนครับเอาเลยครับสายตรวจเป็นชาวอาเดียนี่เลยขวาจะเป็นออกมาเสียงเต็มตียังไม่ถนัดยัดเข้าไปสายอีกทีนึงใช่ไหมเลยดูดีอัตโกงใต้เลยเนาะเอาละครับพอได้ครับสายตรวจโอ้ราคาตลาดหลักทรัพย์ตอนนี้ไม่ห่างครับแต่เสียตอนเริ่มจะหงายมือครับเออเอา ။အခုလိုချုပ်သူတွေတိုက်တယ်။လက်စမအပြောင်းရတယ်။ချုပ်သူတွေအပြောင်းတိုက်တယ်။โอเคเลยพี่หมูไทยลุงเงฉิ่มเลยเนาะงาซียะไทยนี่เนี่ยจริงๆข้าวซาจริงแค่แล้วอกลือตลอดเยอะเฉยๆเนาะ ကိုကောင်းတဲ့ drawing ရှင်းနော်ကဲဒီပွဲပြီးတဲ့နောက်ပိုင်းမှာတော့နော်အကလူကဘာကောင်းလဲဆိုတာကိုထိုင်ငါးစရာလူတွေတိသွားပြီးအရှင်လို့အရှင်လို့ဟောက်စားတော့တိတ်မလို့ရေးကြတော့ဘောနော်ဆိုတော့အဆုံးနည်းကြည့်ရတဲ့ပြလာလို့ကျွတ်တယ်မယ်ကုလစေဝင်သားတဲ့လောက်ပေါ်ကောင်းတဲ့ညညကိုမတစ်ဆက်ပြီးတော့ပြုတ်ချလို့ဒီ channel ကို subscribe မှာနဲ့ subscribe လုပ်ပါပြီးကြောက်နော်အားလုံးကြည့်ကြပါရစေ